မခွေးတိုင်းပေါ့တောင်ပိုင်းမှာစစ်တပ်တပ်ဖွဲ့ဝင်၃ခုလက်နက်ခဲယမ်းများနဲ့ဖမ်းဆီးရမိတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။မခွေးတိုင်းပေါ့မြို့နယ်တောင်ပိုင်းမှာစစ်တပ်တပ်ဖွဲ့ဝင်၃ခုလက်နက်ခဲယမ်းတွေနဲ့ဖမ်းဆီးရမိတယ်လို့ Young Revolution Force တရင်နဲ့ပညာရေးတာဝန်ခံက Repico တရင်မီဒီယာကိုပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာစစ်တပ်လက်အောက်ခံကပ္ပဆ22မှာထွက်လာတဲ့ တက်မှ99လောက်ခန့်တရင်3ရင်ပါစစ်ကြောင်းကပေါ့မြုန်နဲ့တောင်ပိုင်းကိုစစ်ကြောင်းထိုးလာပြီးအော်တိုဘာလ30ရက်နေ့မှာပဒီရွာနဲ့ရှားပင်ရေးရွာချမ်းမှာပြည်သူနှစ်ဦးကိုတပ်ဖြတ်ခဲ့ပါသေးတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကအော်တိုဘာလ31ရက်နေ့မှာချက်ကန်ရွာမှာပြည်သူနေအိမ်တွေကိုမှွေနှောက်မိရှို့ပြီးပြည်သူပိုင်အိမ်မွေးတိရစ္ဆာန်တွေကိုတပ်ဖြတ်စားတောက်နေတာလို့ YRF တာဝန်ရှိသူကပြောပါတယ်စစ်တပ်တဖွဲ့ဝင်၃ခုဖမ်းဆီးရမ်းမိတာနဲ့ပတ်သက်ပြီး Young Revolution Force ကအခုလို့ပြောပါတယ်ကျွန်တော်တို့တဖွဲ့နာဟုသူတို့၃ယောက်ကရောက်လာတယ်သူတို့၃ယောက်မှာတယောက်ကအလက်မပါဘူးအဲ့ဒီအချိန်မှာအနီးကပ်စောက်ကြည့်နေတာသူတို့ကြက်ဖမ်းနေချိန်မှာပဝင်းကျင်အခြေအနေကကျွန်တော်တို့ဘက်ပါတော့အနည်းဝင်းကျင်မှာစစ်ကောင်စီစစ်သားတွေလည်းမရှိတဲ့အတွက် ကျွန်တော် root တက်တွေကိုဖြန့်ပြီးအဲ့အိမ်ကိုဝိုင်းလိုက်တယ်တသား၃ဦးကိုဖမ်းဆီးလိုက်တယ်ရင်ဖမ်းဆီးမှုကို young revolution found နဲ့ဒူကုတ်ခရံအမှတ်စနစ်တရင်ကပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အော်တိုဘော်လာ31ရင်းနှစ်မနေ့ပိုင်းမှာချက်ကန်ရွာမှာပင်အောင်ရွာကိုစစ်ကြောင်းတစ်ကြောင်းနဲ့ဒီတုတ်ကွင်းရွာကိုစစ်ကြောင်းတစ်ကြောင်းခွဲထွက်သွားတယ်လို့သူကဆက်ပြောပါတယ် ဒီတော့ကွင်းရွာကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းကတော်လိုင်းတက်တွေထောင်ထားတဲ့မိုင်းကြောက်စစ်သားနှစ်ဦးတည်ဆုံးခဲ့ပါတယ်။ YRF တာဝန်ရှိသူကပြည်သူတွေနဲ့ခုလိုအချိန်မှစိတ်တမကြဘူးနဲ့စစ်တပ်စစ်ကြောင်းကအလူးလဲကြရှုံးနေတယ်လို့ကြည်ဖောက်ဆရာမလိုပဲနဲ့စစ်ကောက်စီတပ်ဖွဲ့ဝင်၃ကိုကျွန်တော်တို့ဖမ်းဆီးနိုင်ခဲ့တယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာစစ်တပ်စစ်ကြောင်းကဒီတော့ကွင်းပြည်သူစစ်ရွာနဲ့ပေါ့မြုံနယ်တောင်ပိုင်းက 平常比都是叫我小心到位，吃饱